ကချင်ပြည်နယ်ဖက္ကံမြို့နယ်ဖက္ကံမြို့မော်ဝမ်းဈေးကြီးအနီးရှိကြောက်တိုင်ကွင်းအနောက်ဘက်လမ်းမှာစွန့်ပြအမိုက်ပုံအားတက်ဆိုင်ရာတာဝန်ရှိအဖွဲ့အစည်းတွေကနေရာအတိတကျပြုလုပ်ပြီးရှင်းလင်းပေးရန်လိုအပ်နေရလို့မော်ဝမ်းရက်ွက်နေပြည်သူတွေကလိုလားနေကြပါရယ်ဖက္ကံမြို့မော်ဝမ်းကြီးဈေးအနီးရှိကြောက်တိုင်ကွင်းအနောက်လမ်းမှာအများသူကသွာလာမှုပြုလုပ်နေတဲ့လမ်းပေါ်မှာစွန့်ပြအမိုက်တွေတနေ့ထက်တနေ့များပြားလာနေပြီးလက်ရှိအချိန်မှာအနက်ဆိုးဝါးခြင်းနဲ့လူသွားလူလာလမ်းများပေါ်အထိအမိုက်များရောက်ရှိနေလို့ဒေသခံပြည်သူတအုပ်ကပြောပါရယ် ဒီပြဿနာကဖြစ်နေတာကြာပြီလို့ပြောလို့ရတယ်အမိုက်သိမ့်မဲ့တူမရှိပြတဲ့တူပဲရှိတယ်ကြာလာတော့အမိုက်တွေများလာပြီးအခုလိုလူသွားလမ်းတွေပေါ်အထည်ရောက်လာတာဟုတ်တယ်မိုးကရွာတော့အနံ့အသက်တွေကလည်းမကောင်းဘူးအဲ့ဒီအမိုက်ပုံကဖကံမြို့လေးမှာလို့ပြောလို့ရတယ်အမိုက်ပုံအနီးနားနေတဲ့ပြည်သူတွေနေ့စဉ်အနံ့ဆိုးတွေကြောင့်ဒုက္ခရောက်နေရတယ်လို့၎င်းကပြောပါတယ် အဆိုပါအမိုက်ပုံဟာဖက်ကန်မြို့လေကောင်ရှိဈေးအနီးမှာရှိပြီးအဲ့ဒီအမိုက်ပုံအားဖက်ကန်မြို့နေစီပင်သားရရဲ့အဖွဲ့ကအနည်းစင်ရှင်းလင်းဆောင်ရွက်ပေးပေမဲ့လက်ရှိမှာနိုင်ငံရေးစစ်ရေးအခြေအနေတွေကြောင့်အမိုက်စွန့်ရန်အမိုက်ကျင်းတို့တွားရလမ်းမှာခက်ခဲမှုတွေရှိနေတယ်လို့စီပင်သားရရဲ့အဖွဲ့နဲ့နှိစက်တူတူကပြောပါရယ်အရင်ကလိုအမိုက်ပုံကျင်းကိုတွားပြီးစွန့်ပြစ်လို့ရရင်တော့ဒီပြဿနာကဖြစ်လာစရာမရှိဘူးပေါ့ အမိုက်တွေကိုတင်ကြိုင်းအကျော်ကအမိုက်ကျင်းထဲမှာသွတ်ဆွန့်ပစ်တာဟုတ်တယ်။အခုအဲ့ဒီဘက်မှာလက်နက်ကင်အဖွဲ့တွေရဲ့စစ်ရေးစောင့်ကြည့်တဲ့နေရာဖြစ်နေလို့လောလောဆယ်သွတ်ပစ်ဖို့ခက်ခဲနေတယ်လို့၎င်းကပြောပါရယ်။အဆိုပါအမိုက်တွေကိုရှင်းလင်းစေရန်ဖက်ကမြူနေစီပင်တာယာရေးမှမိုစီစာကျေးရွာဘက်မှာပြီးခဲ့တဲ့လပိုင်းအတွင်းကတော်ရောက်ဆွန့်ပစ်ခြင်းတွေပြုလုပ်နေပေမဲ့ ကျေးရွာနေပြည်သူတွေကဝိုင်းဝန်းကန့်ကွက်တားမိခဲ့ပြီးအမိုက်ဆွန့်ပစ်ရန်နေရအခက်ခဲတွေကြောင့်အခုလိုဖြစ်ပေါ်လာခြင်းဖြစ်တယ်လို့အထက်ပါသက်ဆိုင်ရာနေနိစတူတို့ရဲ့ပြောဆိုမှုအရသိရပါတယ်။ဖကံမြို့မော်ဝမ်းကြီးစေးအနီးရှိအမိုက်ပုံမှာနေ့စဉ်အမိုက်ဆွန့်ပစ်မှုမှာတန်နစ်ချီပြီးရှိနေကလက်တလောကာလမှာနိုင်ငံရေးစစ်ရေးအခြေအနေတွေကြောင့်ဆွန့်ပစ်အမိုက်များအားယာယီဆွန့်ပစ်ရန်နေရသတ်မှတ်ပေးရန်မြို့နယ်စီပင်တာယာရေးအဖွဲ့မှရှာဖွေနေတယ်လို့မြေပြင်သတင်းတွေအရသိရပါတယ်။